နှခင်းသတင်းတွေမှာတော့အင်အားပြင်းကလေးကြောင့်အခြေခံအဆောက်အုံတွေရဲ့ဓာတ်ရိုက်ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်းမှုဒေါ်လာ17ဘီလီယံခန့်ရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးဒါဟာမြန်မာနိုင်ငံ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတယ်လို့ဖော်ပြခဲ့တဲ့သတင်းနိုင်ငံသားငွေစည်းမတည်ငြိမ်မှုလူမှုကွန်ရက်တွေမှာနှုံဆော်နေသူတွေကိုစောင့်ကြည့်အရေးယူနေပြီးလိုင်စင်မရှိပေနိုင်ငံသားငွေကြီးဝယ်ယူရောင်းချလဲလှယ်ခြင်းဆောင်ရွက်နေသူတွေကိုအရေးယူနိုင်ဖို့အချိန်မြင့်မယ်လို့ ဗဟိုဗန်ထုတ်ပြန်ခဲ့တဲ့သတင်းဘုံချင်းချောက်မှုကြောင့်ဒေလီကိုဥတည်နေတဲ့အဲအိန္ဒိယခီးသည်တင်လင်းရင်တစဉ်ဖိုကတ်ကိုပြန်လဲခဲ့ရတဲ့သတင်းနေပြည်ပိုင်ဆိုင်မှုအငင်းပွားနေတဲ့ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်ဒေသကိုထိုင်းဝန်ကြီးချုပ်ပေထုံထန်းတွားရောက်ကြည့်ရှုခဲ့တဲ့တဲ့နဲ့ကလပ်ကမ္ဘာဖလားရခဲ့ရင်တော့ဘလွန်တီယောစုကိုဘာပေစိတ်မခေါ်နိုင်ဘူးလို့မာလူတာပြောကြတဲ့တဲ့အဆရှိရဲ့တဲ့နဲ့ကိုတင်ဆက်ပေးသွားမှာပါ။ဦးဆောင်တဲ့ဒီပုံနေနဲ့အင်အားပြင်းငလင်ကြောင့်အခြေခံအဆောက်အအုံတွေရဲ့ ဒိုင်းရိုက်ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာဒေါ်လာ17ဘီလီယံရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးဒါဟာမြန်မာနိုင်ငံ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတယ်လို့ဖော်ပြခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။အင်အားပြင်းကလေးကြောင့်အခြေခံအဆောက်အုံတွေရဲ့ဒိုင်းရိုက်ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဒေါ်လာ17ဘီလီယံရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးဒါဟာမြန်မာနိုင်ငံ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတယ်လို့ ဇွန်လ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကမ္ဘာပံရဲ့စီးပွားရေးအစီရင်ခံစာမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံဟာမလအတွင်းဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးလှုပ်ခတ်မှုရဲ့အကျိုးသက်ရောက်မှုကိုစိုးရွားစွာခန်းစားခဲ့ရပြီးစီးပွားရေးလုပ်ငန်းတွေနဲ့အိမ်နောက်စုတွေဟာဒီငလင်ကြီးရဲ့နောက်ဆက်တွဲရိုက်ခတ်မှုတွေကြောင့်ပေါ်ပေါက်လာတဲ့စင်ခုံမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ကမ္ဘာပံရဲ့စီးပွားရေးအစီရင်ခံစာမှာဖော်ပြထားပါတယ်။ကမ္ဘာပံကပြည်စုရေးသားတဲ့မြမစီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရာ ငလင်ဘေးရဲ့အကျိုးဆက်တွေကြောင့်2025-2026ဘဏ္ဍာနှစ်အတွင်း GDP 1.5ရာခိုင်နှုန်းခန့်ရောကျသွားမယ်လို့ခန့်မှန်းထားပါတယ်။အင်အားပြင်းငလင်ကြောင့်ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတွေရဲ့ထိုက်ရိုက်ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဒေါ်လာ17ဘီလီယံရှိနိုင်တယ်လို့ခန့်မှန်းထားပြီးဒါဟာမြန်မာနိုင်ငံ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။ ငလေးတဘာဝဘေးဟာမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်ပြည်တော်စုနေမျိုးတို့မှနေထိုင်တဲ့ပြည်သူစုစုပေါင်း18တန်းခန့်အပေါ်ထိခိုက်မှုရှိခဲ့ပြီးကိုတန်းခန့်ဟာအတိဒုက္ခရောက်ခဲ့ကြရကြောင်းဖော်ပြထားပါတယ်။ငလေးကြောင့်အသက်ဆုံးရှုံးမှုနေရဲ့ရွှေ့ပြောင်းမှုတွေဖြစ်ရသလို အရင်ကတည်းကအခက်အခဲကြုံနေရတဲ့စီးပွားရေးအခြေအနေကိုလည်းပုံမဆိုးရွားသွားစေပါတယ်။မြန်မာပြည်သူတွေရဲ့ကြမ်းကြမ်းခံရှင်သန်ရည်တည်နိုင်စွမ်းကိုထပ်ပြီးဆန်းသက်ရာရောက်ပါတယ်။အခက်အခဲတွေအများဆုံးရှိတဲ့ပြည်သူတွေကိုအကူအညီပေးနိုင်မှုအတွက်ပြည်လဲထူထောင်ရေးလှုပ်ဆောင်ချက်တွေမရှိမဖြစ်လိုအပ်ပါတယ်လို့ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ပဲညွှန်ကြားရေးမှူးမီလီတာကွက်ကဆိုပါတယ်။ငလင်ကြောင့်စစ်ရုံတွေပေးရတာ supply chain လုပ်ငန်းတွေအကန့်အသတ်နဲ့ကြုံတွေ့ရတာလှုပ်သားရှားပါတာအခြေခံအဆောက်အုံတွေပြည်စည်းဆုံးရှုံးသွားတာစတာတွေဖြစ်ပေါ်ခဲ့ရာသက်ဆိုင်ရာကဏ္ဍအသေးသေးမှကုန်ထုတ်လုပ်မှုတွေကမောက်ကမဖြစ်ခဲ့ရပါတယ်။ငလင်းကြောင့်လက်ရှိဘဏ္ဍာနဲ့အတွက်စီးပွားရေးထုတ်လုပ်မှုပမာဏဟာအရင်ထက်ဒေါ်လာ1ဘီလီယံခန့်လျော့နည်းမယ်လို့မျှော်မှန်းထားပါတယ်။ငလင်းတန်ကိုဆိုးရွားစွာခံစားရတဲ့ဒေတာတွေဖြစ်တဲ့ မန္တလေးနဲ့နေပြည်တော်တို့မှာဧပြီနဲ့စက်တင်ဘာလအကြာကာလအတွင်းစီးပွားရေးထုတ်လုပ်မှုပမာဏရဲ့၃ပုံတပုံခန့်ဆုံးရှုံးမယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့လည်းပြည်လဲတိဆောက်ရေးဂျိုးမန်းချက်တွေကြောင့်တစ်စိတ်တစ်ပိုင်းအဖြစ်ပြည်လဲနလန်ထူလာလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ပြည်ရင်းပဋိပက္ခတွေလျှက်စက်တာပြတ်တောက်မှုတွေကုံသွေးရင်းနဲ့ နိုင်ငံသားငွေကြေးလဲလှယ်မှုနှုံထားဆိုင်ရာကန့်သက်ချက်တွေစတဲ့လက်တလောဆင်ခေါ်မှုကြီးတွေဖြစ်ပေါ်နေစဉ်ငလီဘေးရဲ့နောက်ဆက်တွဲစီးပွားရေးကရက်တွေဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ဈေးနှုန်းတွေအစမတန်ဆက်လက်မြင့်တက်လျက်ရှိပြီးအိမ်တော်စုတွေရဲ့ဝင်ငွေနဲ့သုံးစွဲနိုင်မှုတွေဟာအရင်ကထက်ပိုမိုကျတဲလာပါတယ်။ငွေကြေးဖောင်းပွားမှုနှုန်းဟာ2025ခုနှစ်ဧပြီလအထိတနှစ်တာကာလအတွင်း34.1%အထိရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံမှာစင်ကင်းစင်ကဲဖြစ်နေတဲ့အခက်အခဲအကြက်တဲတွေကအိမ်တော်စုတွေအတွက်ထွက်ပေါက်မဲ့စေပြီးစိုးရွားတဲ့ဖီးယားအောက်အရောက်တွန်းပို့သလိုဖြစ်နေပါတယ်။ဒီလိုဖီးယားတွေကြီးလာပြီဆိုရင်ရွေးချယ်စရာမရှိတော့ဘဲ value address မပါတဲ့ရရအလုပ်ကိုဝင်လုပ်ရပါတော့တယ်။ ဒါဖြင့်ကလေးတွေရဲ့ပညာသင်ယူမှုအခွင့်အလမ်းနဲ့ရာလက်အပေါ်လဲတက်ရောက်မှုရှိလာပါတယ်။ဒါမြန်မာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးရေးရှီမန်းချက်ကိုထိခိုက်လာနိုင်တဲ့အနေရလို့ဆိုနိုင်ပါတယ်လို့ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာကမ္ဘာပံရဲ့အကြီးတန်းဘောဂဗီရပညာရှင်နဲ့အစီအစဉ်ရေးရာအကြီးကဲဖြစ်သူကန်အက်ဒဝတ်စ်ကဆိုပါတယ်။နိုင်ငံသားငွေစည်းမတည်ငြိမ်မှုလူမှုကွန်ရက်တွေမှာနှုတ်ဆော်နေသူတွေကိုစောင့်ကြည့်အရေးယူနေပြီ။လိုင်စင်မရှိဘဲနိုင်ငံသားငွေကြေးဝယ်ယူရောင်းချလင်းလှည့်ခြင်းစောင့်ရွက်နေသူတွေကိုအရေးယူနိုင်ဖို့အရှိန်မြှင့်မယ်လို့ ဗဟိုပန်ထုတ်ပြန်ခဲ့တာကိုတင်ဆက်ပေးပါမယ်။နိုင်ငံသားငွေစည်းမတည်ငြိမ်အောင်လူမှုကွန်ရက်တွေမှာလှုံ့ဆော်နေသူတွေကိုစောင့်ကြည့်အရေးယူနေပြီ။တရားဝင်လိုင်စင်မရှိပဲနိုင်ငံသားငွေကြီးတွေဝယ်ယူရောင်းချလဲလှယ်တာကိုရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေသူတွေကိုအရေးယူနိုင်ရေးအရှိန်မြှင့်မယ်လို့မြန်မာနိုင်ငံတော်ဗဟိုပန်ကဇွန်12ရက်ကထုတ်ပြန်ခဲ့ပါတယ်။ USDT အပါအဝင်နိုင်ငံသားငွေကမောက်ကမဖြစ်စေဖို့ရည်ရွယ်ပြီး အွန်လိုင်းပေါ်မှာဈေးကစားတာမမှန်ကန်တဲ့သတင်းတွေဖြန့်ဝေတာတွေဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေကိုနိုင်ငံသားသုံးဝင်စီမံခန့်ခွဲမှုဥပဒေငွေကြေးခွာချမှုတိုက်ဖြည့်ရေးဥပဒေငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေဆက်သွယ်ရေးဥပဒေတွေနဲ့အညီသက်ဆိုင်ရာမြို့နယ်တရားရုံးတွေကိုတရားစွဲဆိုပြီးအရေးယူပြည်တံချမှတ်ထားတဲ့ဖြစ်စဉ်တွေရှိရလို့ဖော်ပြကထုတ်ပြန်ပါတယ် USDT နဲ့နိုင်ငံသားငွေဈေးနှုန်းတွေမတိမငိမ့်ဖြစ်စေဖို့ Facebook page Facebook group Viber group နဲ့ application ဥပမာမြန်မာ market price တွေကနေလှုံ့ဆော်မှုဆောင်ရွက်နေတာတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကစောင့်ကြည့်လေးရရှိပြီးလှုံ့ဆော်မှုဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်တွေရဲ့ပေးအကောင့်နဲ့ဘဏ်ကင်းအကောင့်တွေကိုပိတ်သိမ်းတာဖုန်းစင်ကတ်တွေကိုပိတ်သိမ်းတာတည်ဆဲဥပဒေနဲ့အညီတရားစွဲဆိုအရေးယူတာတွေကိုလည်းဆောင်ရွက်လေးရရှိကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ တရားဝင်လိုက်စင်မရှိပဲနိုင်ငံသားငွေကြေးတွေဝယ်ယူရောင်းချလဲလေတာကိုရည်ရွယ်ချက်ရှိရှိနဲ့ဆောင်ရွက်လျက်ရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုထိထိရောက်ရောက်အေးအေးယူဆောင်ရွက်နိုင်ရေးအချိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးကြေညာအပ်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ် နိုင်ငံသားငွေလဲလဲနှုန်းတည်ငြိမ်စေရေးနဲ့ဈေးကစားမှုတွေမရှိစေရေးအတွက်သွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့နိုင်ငံသားငွေတွေကို online trading platform ကနေတဆင့်ရောင်းချပေးတာနိုင်ငံသားကိုဈေးကူတာတာပြညာတော်တင်သွားတာဖျားဖူးသွားတာအလုတ်ကင်ကိစ္စရက်တွေနဲ့ထွက်ခွာသူတွေအတွက်အသေးဆုံးနိုင်ငံသားငွေတွေကိုပုတ်ကလေးကဘန်တွေရဲ့ငွေလဲကောင်တာတွေမှာရောင်းချပေးတာတွေကိုဆောင်ရွက်ပေးနေတယ်လို့ဘိုးဘန်ကထုတ်ပြန်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ် ဘုံချင်းချောက်မှုကြောင့်ဒေလီကိုဥတီတဲ့အဲအိန္ဒိယခီးသက်တင်လေရင်တစဉ်ဖူခတ်ကိုပြန်လှည့်ခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်23ရက်မနေ့ပိုင်းကဖူခတ်ကနေအိန္ဒိယနိုင်ငံနယူးဒေလီမြို့ကိုဥတီပြန်တမ်းမဲ့အဲအိန္ဒိယလေကြောင်းလိုင်းကခီးသက်တင်လေရင်တစဉ်ဟောင်းဘုံအန်နီရဲ့ကြောင့်နောက်ကျောင်းပြန်လှည့်ခဲ့ရပြီးဖူခတ်လေဆိပ်မှာအန်နီရဲ့ကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ ဖူကက်ကနေလင်းရင်ထွက်ခွာလာပြီးတဲ့နောက်ဘုံခွဲမယ်ဆိုတဲ့ချင်းချောက်စာကိုလင်းရင်မူကရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတခုကဖော်ပြပါရယ်ဒီစာကိုရပြီးတဲ့နောက်လင်းရင်မူကရေးပေါ်အစင်သက်ခွင့်တောင်းခဲ့တဲ့အတွက်ဖူကက်လေးစိတ်မှာဘုံဝင်ရဲ့အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကိုကြိုတင်ပြင်ဆင်ခဲ့ရပါရယ်လင်းရင်ပေါ်မှာခရီးသည်156ခုလိုက်ပါလာတယ်လို့သိရပါရယ်စွန်းစနေရက်မှာလည်းအဘတ်ဒါဘတ်မျိုးကနေလန်ဒန်မျိုးကိုဦးတည်ပြန်တန်းတဲ့အဲအိန္ဒိယလေကြောင်းလိုင်းပိုင်းခရီးသည်တင်လင်းရင်ဟာလူနေရက်ွက်အတွင်ပြတ်ကျခဲ့ပြီး လေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်အရလင်းပေါ်လိုက်ပါလာသူစုစုပေါင်း240ဦးအနက်ဗြိတိန်နိုင်ငံသားတအူးရဲသာအသက်ရှင်ကျန်ခဲ့ပါတယ်။လေရင်ကစီးကြောင်းအဆောင်ပေါ်ပြတ်ကျခဲ့ပြီးသေဆုံးသူဦးရေကလေရင်ပေါ်လိုက်ပါလာသူနဲ့မြေပြင်မှာရှိတဲ့လူစုစုပေါင်း290ရှိပြီလို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့နေမြေပိုင်ဆိုင်မှုအငင်းပေါ်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသကိုထိုင်းဝန်ကြီးချုပ်ပြေထုံထန်းသွားရောက်ကြီးစုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ထိုင်းနဲ့ကမ္ဘောဒီးယားကြောင့်နေမြေပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေဆက်ဒေသကိုထောင်ဝင်ကြီးချုပ်ပေထုံထန်ရှင်နာဝက်ကဇွန်17ရက်ကတွားရောက်ကြီးရှုခဲ့တယ်လို့သိရပါတယ်။နိုင်ငံတည်းမှာမိုးမြင့်တက်နေချိန်မှာပေထုံထံကဒေသခံအရာရှိတွေကိုစိတ်သက်ခွန်အားပေးတဲ့အနေနဲ့လုံခြုံရေးအစည်းအဝေးတစ်ခုကိုသဘာဝတည်းအဖြစ်ဦးစီးကျင်းပဖို့အဲ့ဒီဒေသကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။မေ28ရက်က ကမရီးယားစစ်သားတို့သေဆုံးခဲ့တဲ့နှစ်နိုင်ငံစစ်သားတွေအကြားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ပေးထုံထန်ဟာပိုင်ဆိုင်မှုအငင်းပွားနေတဲ့ဒေသကိုတွားရောက်ခဲ့တဲ့ပထမဆုံးနိုင်ငံခေါင်းဆောင်တို့ဖြစ်လာခဲ့ပါတယ်။ဝင်ကြီးတွေနဲ့စစ်မှုထမ်းတွေလိုက်ပါလာတဲ့ပေးထုံထန်ဟာနေဆက်ဒေသကိုစစ်ဆေးခြင်းမပြုမီ ချောင်းချုံနယ်စပ်ဒေတာနဲ့ပတ်သက်ပြီးတင်ပြချက်တွေကိုနားထောင်ခဲ့ပါတယ်။အဲ့နောက်သူဟာမီဒီယာတွေကိုစကားမပြောမီဒေတာကန်အဖွဲ့တွေနဲ့စကားပြောဆိုခဲ့ကအဲ့နေရာကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ပေထုံထိုင်ရဲ့ခီးစဉ်ဖြစ်မြောက်ခဲ့ပေမဲ့လည်းထိုင်းဒေတာကန်တွေကြားပဋိပက္ခဆက်လက်ဖြစ်ပွားမဲ့အလားလာအတွက်စိုးရိမ်မှုတွေဆက်ရှိနေစေဖြစ်ပါတယ်။ပေထုံထိုင်ဟာကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနန်နဲ့၎င်းရဲ့ဖခင်ဖြစ်သူဟွန်ဆန်တို့နဲ့တရက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် နေဆက်ဒေသခီးစဉ်အတွင်စရင်ပြည်နယ်ကက်ချောင်ခရိုင်မှာရှိတဲ့ဇင်းုံတရုံကိုဝင်ရောက်ပြီးလုံခြုံရေးအစည်းအဝေးလည်းပြုလုပ်ခဲ့ပါတယ်။ပြည်သူတွေရဲ့အကျိုးစီးပွားကိုဦးစားပေးဖို့နဲ့အမျိုးသားအထောက်ချာအာဏာကိုထိန်းသိမ်းဖို့ပူးပေါင်းဆောင်ရွက်မှုတွေဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ကျွန်မကကမ္ဘောဒီးယားဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟွန်မာနတ်အထက်လွတ်တော်နဲ့အတိုင်းပင်ခံကောင်စီဥက္ကဋ္ဌဟွန်ဆန်တို့နဲ့ပုဂ္ဂိုလ်ရေးအရစကားပြောခဲ့ပြီးပါပြီလို့ပေထုံထံကဇွန်၁၇ရက်မှာပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းနှစ်နိုင်ငံအစိုးရအဖွဲ့တွေဟာအငင်းပွားမှုကိုငြင်းချမ်းစွာအပြေရှာလိုကြောင်းအစိုးရခန်းစာရေးထုတ်ပြန်ခဲ့ကြပါတယ်။ကမ်ဘောဒီးယားနဲ့ထိုင်းဟာကီလိုမီတာ800ကျော်မိုင်900အရှည်ရှိတဲ့နေဆက်ဒေသနဲ့ပတ်သက်ပြီးကာလအကြာရှည်အငင်းပွားလာခဲ့ပြီးဒီနေဆက်ဈေးကိုအင်ဒိုချိုင်းနာကျွန်းဆွယ်ကိုပြင်သစ်ကသိမ်းပိုက်ချိန်အတွင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။2008ခုနှစ်ကနှစ်နိုင်ငံနေဆက်အနီးမှာရှိတဲ့နှစ်သက်တန်း900ရှိတဲ့ ပရစ်ဘီဟာဖះเจ้าအနေမှာမြေကွက်ပိုင်ဆိုင်မှုအငင်းပွားခဲ့ပြီးစည်ရေးပฏิပခဖြစ်ပွားခဲ့ပါတယ်။ဒီပฏิပခကြောင့်နိုင်ငံအကြားအကြမ်းဖက်မှုတွေပြတ်တောင်းပြတ်တောင်းဖြစ်ပွားခဲ့ပြီးနိုင်ငံတကာတရားရုံးကဒီမြေကွက်ကိုကမ်ဘောဒီးယားနိုင်ငံကပိုင်ဆိုင်ကြောင်းစည်ရင်ချက်ချခဲ့ပါတယ်။ထိုင်းကမ်ဘောဒီးယားနေဆက်မှာ2008ခုနှစ်ခရဲကထိတိုက်တွေးမှုတွေနဲ့အကြမ်းဖက်မှုတွေကြောင့်လူ28ဦးထပ်မံနေသေဆုံးခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ လပ်ကမ္ဘာဖလားရခဲ့ရင်တော့ဘလွန်ဒီယောစုကိုဘာပေစိတ်မခေါ်နိုင်ဘူးလို့မာလူဒါပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ရီယယ်မက်ဒရစ်အသင်းရဲ့ပြင်းထန်တဲ့စစ်မှုဘာပေအနေနဲ့ကလပ်ကမ္ဘာဖလားချန်ပီယံစုရခဲ့ရင်တော့2025ဘလွန်ဒီယောစုကိုစိတ်မခေါ်နိုင်ဘူးလို့ပြင်းထန်ကစားသမားဟောင်းမာလူဒါကပြောကြားလိုက်ပါတယ်။ဘာပြေကပြီးခဲ့တဲ့2024-25ရာသီမှာရီးရဲ့အသင်းအတွက်ပြိုင်ပွဲစုံမှာ53ဂိုးသွင်းယူပြီးခြေစွမ်းပြနိုင်ခဲ့ပေမဲ့ဖလားလက်မဲ့ရာသီနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်စူပလန်အောင်ပွဲတွေရရှိခဲ့ကြတဲ့ PSG တိုက်စစ်ကစားသမားဒမ်မီလီ၊ဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ယမားနဲ့ရာဖင်ညာတို့ကိုဘလွန်ဒီယောဆူအတွက်စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ဘာလူဒါကပြောခဲ့တာပါ။မာလူဒါကဖာပေဟာဘလွန်ဒီယောဆူအတွက်အမြဲတမ်းစိန်ခေါ်သူစီးရင်ဝင်ပါတယ်။ရီယန်ကလည်းဥရောပထိပ်သီးတွေကမ္ဘာ့ဆင်အသင်းတွေကိုရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့လက်ရှိကတော့ ဘာပီအနေနဲ့တူးချင်းထူးချွန်စုတဲ့အတွက်ပြန်ဆိုင်ဖို့အချိန်ကာကောင်းမဟုတ်ဘူးလို့ထင်ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကနောက်နှစ်မှမှပိုအားကောင်းလာနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဘာဘီဟာပြီးကြတဲ့ရာသီမှာဆူဖလာတွေနဲ့လွဲချော်ခဲ့ရပေမဲ့လာလီဂါဂိုးသွင်းဘရင်စုနဲ့ဥရောပဂိုးသွင်းဘရင်စုတွေကိုတော့ရရှိခဲ့ပါတယ်။ဇွန်လ14ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။